ပြီးခဲ့တဲ့အော်တိုဘာလ23ရက်ကဖဲခုံနဲ့ပင်လောင်းမြွနယ်အဆက်ကိုအာနာသိန်းစစ်တပ်နဲ့ BNO ပူးပေါင်းတပ်ကစစ်ကြောင်းထိုးလာတာကြောင့်တောင်စလုံးမြောက်စလုံးဘောရန်အပေါ်ဘောရန်အောက်နဲ့ရေကုံစတဲ့ကြေးရွာ၅ခုကဒေသခံပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရပါတယ်။အာနာသိန်းစစ်တပ်ဝင်ရောက်လာပြီးမိရှုဖျက်ဆီးတာတွေလုပ်တဲ့အချိန်ဟာဒေသခံတွေတောင်ရတဲ့အလုံးလုံးနေချိန်ဖြစ်တဲ့အတွက်လည်း ။ဘာကူမှပြင်ဆင်ချိန်မရလိုက်ပဲထွက်ပြေးလာရတာပါ။မပါလာဒီတိုင်းပဲလက်လက်နဲ့ကြည့်လဲရမ်းကြတယ်ပြီးကျွန်တော်လက်နဲ့ကြည့်ကြတယ်ကျွန်တော်လည်းမသိမချင်းနေပါပဲပေါ့နော်။လက်တကန်းလောက်မှပဲကြည့်တယ်ပြီးကြရင်ကလေးကလေးကလေးပဲဒီကကြော်ဖို့ပြခေါ်လာတာပေါ့လက်လက်ကြီးခက်ခဲရတော့စာနာကြီးကပိုင်းတော့ရခက်ခဲတာပေါ့နော်လူကြီးလည်းများတယ်သူကြီးပြီးရင်ဒီကျွန်တော်ခုနေတဲ့နေရာဆိုလည်းကျင်လဲဟာနေရာတော့အလုံးလောက်လဲမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့နေရာခက်ခဲတော့အများကြီးတာပေါ့ တပတ်တော့မရဘူးကျွန်တော်တို့အခုလက်ကြံကျွန်တော်တို့ဒီမျိုးတပွဲကဟိုဘက်ရောက်တာတယ်တပွဲကဒီဘက်ရောက်တာကြာဆန်လဲဟိုဘက်ခွဲဒီဘက်ခွဲတာတယ်အဲဒီဘက်နဲ့ကြာကျွန်တော်တို့ပြောပြမယ်ဆိုရင်ဟိုကအခုဒီလိုနေရာမျိုးကျတော့ကိုတဲတဲ့ကိုနေရာရောက်တာကြာအကုန်လုံးပဲစူပေါင်းပြီးပေါင်းနေချက်ချက်ပစားလဲပေါင်းကမရှိတော့လေအဲကြောင့်မို့ဒီဒီလိုပဲကျွန်တော်တို့တတဲကိုလူကြီးလိုက်ပဲမျိုးအဲ့လိုမျိုးကြီးတဲ့လူကြီးပဲပေါ့နော်အဲ့လိုနေမဲ့လူကြီးတွေကကျွန်တော်တို့ကအဲ့လိုခွဲပေးလိုက်တာပေါ့တယောက်ကနပီလာတော့ရပါတယ်အဲ့နပီဆိုရင်တော့နေရက်စာလောက်ပေါ့ ရက်၃ရက်စာလာတော့အလဲရမှာပေါ့ဆစ်ဆောင်ချို့ကတော့အဝတ်ထည်ပိုတဲချိန်မရလိုက်လို့စတင်ထွက်ပြေးလာကြတဲ့ကဒီကနေ့အထိဒဇုံနေကိုပဲဝတ်ဆင်နေရတာတွေ့ရပါတယ်ဟိုစန္ဒာကြီးကပိုင်းရင်လည်းတချို့လိုတပီလောက်ပဲယူလာတာရှိတယ်အမျိုးစောင်းနေပါဆိုချို့လူဆိုရင်ကောင်းမနိုင်တဲ့လူလည်းရှိတယ်နိုင်တဲ့နိုင်တဲ့လူကတော့တဲတော့မနိုင်တဲ့လူကတော့မတဲဘူးအဲ့လိုမျိုးကိုအဝတ်အမျိုးတဲကိုတခုနဲ့ပြေးလာတဲ့လူကတပုံးတကောင်းကြီးပါနော်မနာကျန်းဟိုဟာဖြစ်နေတဲ့ဟိုဟာတတိယပိုင်းကျွန်တော်တို့လူနဲ့ထမ်းလာရတာပေါ့နော်ကြောပိုးလာရတချို့အမျိုးရှိတယ် ခုလည်းကြည်လဲအဒီတော့တောင်းနေမှာပဲအဲ့လိုဟိုအစင်မပြေဘိုးဘွားကြီးလည်းရှိသေးတယ်အများကြီးပဲအဲ့လိုမျိုးတွေပါနော်တချို့ကလမ်းလျှောက်လို့မရတာတို့အဲ့လိုတောင်းပုံမှာပဲပို့ထားတာရှိတယ်အမျိုးဖက်ပြေးလာတဲ့ရွာသူရွာသားတွေဟာပြီးခဲ့တဲ့နှစ်တွေတုန်းကလည်းဆစ်ရှောင်နေရလို့ဝမ်းစာစပါးစိုက်ပျိုးနိုင်ခြင်းမရှိပဲယခုနှစ်မှသာစတင်စိုက်ပျိုးနိုင်ခဲ့ကြတာပါဒါပေမဲ့အခုရိတ်သိမ်းရမယ့်ရာသီချိန်မှာထပ်ပြီးထွက်ပြေးနေရတာကလည်းသူတို့အသက်ရှင်ရည်တည်ရေးအတွက်ပုံမှုခက်ခဲစေတာဖြစ်ပါတယ် ော့ခုလက်ရှိကြုံနေရတာကျွန်တော်တို့မြင်တွေ့နေရတာကချိုးအောင်ဆိုစီမပါပဲနဲ့ဟိုစားနေကြော်စားနေရတယ်သမီးကိုကြော်တာပေါ့နော်အဲ့လိုမျိုးတွေမြင်နေရတယ်ပေါ့နော်အဲ့လိုစားနိုင်ကပိုင်းဆိုဒီစံစံနေဆိုလဲဒီနေ့၃ရက်ဆိုရင်တော့ပြက်လက်ပြီကျွန်တော်ဒီမှာတော့ပြက်လက်တော့ပြီလက်ရှိသူတို့ခိုလုံရစကမ်းမှာတောက်ရီ၃ရီရရှိဖို့ကလည်းရေးတကြီးလိုအပ်နေပါတယ်အဲအခက်ခဲဆုံးကတော့အင်တာနက်ရေးရေးကြတော့လုံးဝခက်ခဲတယ်ကျွန်တော်တို့ကလေးများတော့နော်ချိုးစရာတို့တောက်စရာတို့ ဝေးတော့ခါရတော့ဟိုဖေးတီတော့ခါရတော့ရေကတော့လုံးဝခက်ခဲရှိတယ်တော့ဆန်ကြတော့ပါလာတာနည်းနည်းရှိသေးတော့နည်းနည်းချောင်းလေသေးတယ်အမေပေါ့နော်ဒီမှာနေကြတော့ဒီခြိုက်ထင်းမှာမလို့လားမသိဘူးတော်တော်အေးတယ်လေအဲ့ဒါကနာစီချောင်းဆိုးတွေတော်တော်ဖြစ်တယ်ဆောင်းဆောင်းတွေလုံလောက်မှုမရှိသေးတာတွေပေါ့နော် ဆောင်းတော့နည်းလို့တွေမျိုးပေါ့နော်ဆောင်းနည်းရေလို့ပေါ့နော် ရေကြတော့ဂျမရေအတွက်ဆိုတာကလေးဂျမရေအတွက်လည်းရေကတော့ဂျမထင်တာအရေးကြီးဆုံးပေါ့နော် စာစာကြတော့ကိုယ်တိုင်ရွှေရွှေတတနဲ့စာအမျိုးဆိုလည်းနည်းနည်းစင်ပြေတယ်မျိုးဆေးရှောင်တွေကိုကူညီပေးနေတဲ့အတင်းဖွဲ့တွေကတော့လက်ရှိမှာအိမ်အောင်စု300လောက်ကိုထောက်ပံ့ပေးထားနိုင်ပေမဲ့နောက်ထပ်အိမ်အောင်စု300လောက်အတွက်ကူညီလိုအပ်နေတယ်လို့ပြောပါတယ်လာတော့အိမ်တော်စု300စာအတွက်ပေါ့နော်ဒီအိမ်ဆောက်ဖို့အတွက်တဲအိမ်ဆောက်ဖို့တော့ဝလုံးနေမိုးကတွေပြီးတော့တကွေဟိုပါပေါ့ အိုခော့ပကံလေးပေါ့နော်အိုခော့ပကံတော့အခုလိုအင်တော်စုအပြည့်မပေးနိုင်ပါဘူးဟောအခုလိုနိုင်တော်လေးမျှခဲ့တယ်ပေါ့နော်ဟုတ်ဘယ်လိုဆိုလဲအသေးချာကတော့အင်တော်စု350ဆိုတော့အခုလိုအမိုးအမိုးတွေပေါ့တာလည်းပဲအမိုးတွေမျှတယ်ပြီးတော့ဝါးတွေပေါ့နော်တိန်တော့ ကုန်ကြနိုင်တဲ့ဝါပေါ့ဝါဘူးတင်းတော့9000ဆိုပြီးကိုလိုမျှထားလေးရှိပါတယ်ခင်ဗျာဟုတ်ကဲ့ပါအိမ်တော်စုဒီအမိုးကအတွက်ကတော့အိမ်တော်စုကိုလို300ဆာနီးပါတော့ထပ်လို့မယ်ဗျအဲဒီဝါတွေဝါဘူးတွေလည်းထပ်လို့မယ်အဲအဖွဲတွေကတော့ဝိုင်းဝန်းပြီးတော့မျှကုနေတာလေးတော့တွေ့တဲ့တိုင်းပဲလိုအပ်ချက်ကအရင်များတဲ့အခါကျတော့လေဆက်ပြီးလိုနေလိုလိုနေပါသေးတယ်ခင်ဗျာမဆန်းတဲ့အခါပိုင်းကတော့ဆက်ကူဖို့လောစဲတော့ဒီဖန်နေမရှိသေးတဲ့အခါကျတော့အဲဒီကူညီမှုလေးနည်းနည်းလေးတုံဆိုင်နေတယ်ပေါ့နော်အဲဒီဆန်းတဲ့အခါပိုင်းကတော့ဟို လာကူတဲ့လူကတော့မတွေ့သလောက်ပဲဗျဟုတ်စာနေခါကတော့လုံနေမှာပဲဗျဟုတ်ကဲ့ပါအာနာသိန်းစစ်တပ်နဲ့ BNO ပူးပေါင်းတက်အင်အား900လောက်ဟာဖဲခုံနဲ့ပင်လောင်းနယ်စပ်မှာလက်ရှိအချိန်ထိရှိနေသေးတဲ့အတွက်အခုစစ်ရှောင်တွေဟာဘယ်အချိန်မှနေရပြန်နိုင်မယ်ဆိုတာမသိနိုင်သေးပါဘူး